အားလုံးပဲမင်္ဂလာပါရှင်တူတယူကျူ channel ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့ဖတ်ပြပေးမှာကတော့ပွင့်ပိုင်ကြီးနဲ့လိပ်ပြာလှသူဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ရှင်သမားတို့ရဲ့ channel ကိုလည်း like and subscribe နှိပ်ခဲ့ပေးကြပါအောင်ရှင်အပျိုကြီးထော်မြိုင်တရားဘသူနှစ်မှစကားမပြောဘဲတစ်နေ့လုံးတမိုင်မိုင်ဖြစ်နေသည်မိသားစု၆ယောက်ရှိသောဒေါ်မြိုင်တို့အိမ်တွင်ဒေါ်မြိုင်က အသက်50ဖြစ်သည်ဒေါ်မြတ်အမဒေါ်ခင်အေးက အသက်54နှစ်ရှိကအိမ်နောင်ရှိသည်ခမွန်းသည်ဦးမြမိုးနှင့်သားသမီး၃ယောက်ရှိသည် အားလုံးအိမ်နောင်ကြကုန်ပြီအလက်မနှင့်ခမွန်းသည်ကလွဲပြီး အားလုံးအိမ်ခွဲနေကြသည် အလမအမိကမအေးခြင်းအသက်က36နှစ်ရှိပြီး16နှစ်အရွယ်သားတယောက်သာထွန်းကားခဲ့သည်သူတို့မိသားစုက ိမ်ခွဲမနေပဲမိဘလေယာကိုတာဝန်ယူလောက်ကင်ပေးနေသည် မိုးကြသည်နှင့်လေသမားများလေလောက်ခွင်ဝင်ရန်လေခွင်းမှဆောက်ထားသောတဲများသို့ပြောင်းရွှေ့နေထိုင်ပြီးလေလောက်ခွင်ဝင်ကြသည်စဘာများစိုက်ပြီး၍မကြခင်ရိတ်သိမ်းရတော့မည်ယခုလေဥမြမွန်နှင့်သမီးမဲ့အေဂျင်တို့လင်မယာလေခွင်းနေရှိတဲသို့စဘာဆိုင်ရှင်ကလေးကပြောင်းနေကြသည် အိမ်တွင်ဒေါ်မြိုင်နှင့်အမဒေါ်ခင်အေးမြေဖြစ်သူငဆိုးတယောက်သာဇန်ခဲ့သည်ဒေါ်မြိုင်တယောက်တစ်နေ့လုံးမေးမရခေါ်မရစကားမပြောဘဲမှိုင်တွင်နေသဖြင့်ဒေါ်ခင်အေးကညီမဖြစ်သူအပြင်သွားရင်းလာရင်တစီတရေများပူကပ်လိုက်ပါလာသည်လားဝေဝဲမရဖြစ်နေသည်ဟဲ့ငဆိုးညာအဖွာအိမ်နောက်ဘက်ကို ငါစိုးအားလက်တို့ခေါ်ပြီးရွာထဲမှဥတာတွန်းကို အခေါ်လွှတ်လိုက်သည်ဥတာတွန်းက အသက်46နှစ်သာရှိသေးသည်ဟိုဆက်ဆက်ဒီဆက်ဆက် နေရာတကာပါသူလည်းဖြစ်သည် ကလေးမာဒရာလည်းကိုတက်သည်လောကီကိစ္စပညာလည်းမတက်တခေါက်တက်သည် အသေးအမွှားကိစ္စလို့ဆိုရင်ဥတာတွန်းနှစ်သာပြီးသည် ယခုဒေါခင်အေးကဒေါ်မြာဤအနေအထိုင် အပြောအဆိုအပြုအမူကိုမသင်တာတဖြစ် မြေဖြစ်သူကိုဥဒတုံအားအခေါ်ခိုင်းလိုက်ခြင်းဖြစ်သည် မကြခင်ငဆိုးနှစ်အတူဥဒတုံရောက်လာသည်ဥဒတုံအားငဆိုးကဒေါ်မြာဤအပြုအမူအနေအထိုင်ကိုမသင်တာ၍လိုက်ကြည့်ပေးပါဟုပြောပြီးခေါ်လာသည့်အတွက်ရောက်ရောက်ချင်းဖျားစင်ရှိသွားပြီးဖျားချခိုးလိုက်သည် ကဲဒီကဒေါ်မြန်ရဲ့ခန္ဓာကိုယ်မှာဘယ်ပုပ်ကိုကဝင်ရောက်ပြီးပူကက်နေတာလဲအခုချက်ရှင်ပြောပြပါဘာလိုချင်တာလဲဘာဖြစ်ချင်တာလဲဘသူ့ကိုမကြေနဲ့လို့လဲဒေါ်မြန်ကဘာမှမပြောဥတဒေါ်မျက်နာကိုသာစိုက်ကြည့်နေသည်ဗဇက်ကဘာမှမပြောဘသူလဲလို့မေးနေတာမပြောဘူးလားတခွန်မေးသည်ဒေါ်မြန်ပြန်မဖြေနှခွန်မေးသည်မဖြေ တုံခွန်းတိုင်မဖြည့်တော့အခါဥတာတွန်းကျွဲမီတူလာသည်လောသားထွက်လာသည် သူ့ကိုစမ်းနေသည်ဟုထင်သွားသည်တိမခံနိုင်တော့ထို့ကြောင့်ဒေါ်မြိုင်အားကဲဒီလောက်မေးလို့မရတာထွီထွီဒေါ်မြိုင်၏မျက်နှာကိုတတွေးများနဲ့လှမ်းထွေးလိုက်သည် ထို့အခါဒေါ်မြိုင်မျက်နှာတင်းသွားပြီးမျက်မှောင်ကျုပ်လိုက်သည်ဟာ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 ဒေါ်မြိုင်ပစံမှာ ယောက်ျားတန်ကြီးနှင့်စေလောင်စွာ အော်ရဲပါတော့သည်ဟာ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 မင်းကပါကောင်မို့ငါမျက်နာကိုတထွေးနဲ့ထွေးရတာလဲငါကိုဘသူမှတ်လဲငါကဂျီနယ်တဝိုက်ကိုပိုင်နဲ့ကွင်းပိုင်ကြီးပဲမင်းလိုမလောက်လေးမလောက်စားကောင်ကငါမျက်နာကိုတထွေးနဲ့ထွင်းဝင်နေမမတိလို့ပါအဖိုးဒီရွာကဖျားတကာကြောင်းတကာဖိုးချင်းတို့တော့ အချိန်တန်ရင်ရိုးရိုးတည်တည်ငါကိုပတ်တာတင်မြောက်ကြတယ်။မင်းကငါကိုတတွေးနဲ့ထွေးဝန်နဲ့မင်းဒီနေ့ကစပြီးခုနှစ်ရက်အတွင်းအသက်နဲ့ကိုဖက်နဲ့ထုတ်တာ။ဒါအဖိုးမှန်မသိလို့ပါ ခွင့်လို့ပါအဖိုး။မင်းကိုမင်းဆက်ရမှတ်နေလား။ရိုးသေးရမှန်းလေးစားရမှန်းမသိ။အခုမမြန်ကမင်းနဲ့အသက်အရွယ်အတူတူပဲလား။တတွေးနဲ့ထွေးတင်လား။မ မှားပါပြီအဖိုးအေးမက်မြိုင်ကလက်ပြန်လှလို့သူ့စီလာခဲ့တာအချိန်တန်မက်မြိုင်ကငါလက်အောင်ရောက်လာမှာ မင်းတို့အားလုံးမက်မြိုင်ကိုလဲမလေးမစားမလုပ်ရဘူးအရေးကိစ္စရှိရင်မက်မြိုင်ကိုမေးငါကိုစားမက်မြိုင်ပြောလိုက်မယ်ဒါရုံမှတ်ထားပါမယ်အခုတားရဲ့အပြစ်ကိုခွင့်လွတ်ပါဖို့တားမှားပါတယ်ဟာ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  ငါကခွင့်လွတ်တယ်ထားငါအောက်မှာတပည့်လက်သားတွေအများကြီးငါကခွင့်လွတ်ရင်တော့သူတို့ကခွင့်လွတ်မှာမဟုတ်ဘူးအခုမင်းမှတ်ထားရမှာကခုနှစ်ရက်အတွင်းငါကိုစော်ကားခဲ့တဲ့အပြစ်ဒဏ်မင်းပြန်ခံရမယ်ထို့သူပြောပြီးဒေါ်မြန်ဤခန္ဓာကိုမှပြင်းပိုင်ကြီးပြန်ထွက်ခွာသွားပါတော့သည်ဥတာတွန်လဲရှေ့ပြစ်လက်ပြစ်ကြသွားသည်ခုနှစ်ရက်အတွင်းအိမ်ထဲမှအိမ်ပြင်မထွက်ဖဲနေရင်တော့ မိကဲ့သို့ပြစ်ဒဏ်ရမည်မသိထို့ကြောင့်အိမ်တို့စိတ်လက်ဆင်းရဲစွာပြန်လာခဲ့သည်အိမ်ရောက်တော့ဇနီးနှင့်သားသမီးများကိုပြောပြသည်သူတို့အားလုံးဥတာထွန်အတွက်အစိုးရိမ်ပူသွားကြသည်ဒီအတိုင်းဆိုဒီတစ်ပတ်အတွင်းလဲတဲ့မဆင်းနဲ့တော့ဟာစဘာရဲ့ရှင်ရောက်နေပြီငါမစင်းလို့ဘသူစင်းမှာလဲတော့အစာလူငါထဲလိုက်လို့ရတာပဲ းတရောင်လုံးရှိနေတာစိတ်ပူနေစရာမလိုပါဘူးထို့နောက်ဥတာတွန်းလဲလဲခွင်းနဲ့မစင်းတော့ပဲ အိမ်မှာပင်အောင်းနေလိုက်သည်ထို့ကိစ္စဖြစ်ပြီးတပတ်တိတိကြာခဲ့ပြီထို့နေ့ကဥတာတွန်းလဲဘေးကလဲခွက်တွင်စပားများရင့်မဲ့ပြီဖြစ်၍အမျိုးသားများရော အမျိုးသမီးများပါ နေစားကယူ၍စပားရိတ်သိမ်းနေကြသည် ဥတာတုံလေရဲ့ရန်စပားများရိမ့်မဲ့နေတော်လဲနေစားကပေး၍ငါထားသည် စပားရိတ်သူများပေးထားသောရဲ့ချင်းကနှစ်ရက်လိုသေးသည့်အတွက်မရိတ်တင်ရသေးပေ။ထို့ကြောင့်ကွင်းမှန်ကြီးပြောထားသည့်တပတ်အတွင်းလေခွက်အတွင်းသို့ညီသူညံ့ရောက်မလား။သို့သောဥတာတုံဤလေခွက်နှင့်ကက်လျက်ရှိစပတ်ခင်းကရိတ်သိမ်းနေပေ။ဟာ၊ဟိုမှာ ပိုးထီလို့တဲ့ စပားရိတ်နေသောအမျိုးသားတရာပိုးထီသည်ဆိုပြီးလဲသွားသည်ပိုးထီတာဘာကောင်လဲမွေပွေးကြီးလက်မောင်းလောက်ရှိတယ်ဆေးရုံတင်မှဖြစ်မယ်အဲ့ဒီမွေပွေးကိုရအောင်ဖမ်းမွေကအခုရှာလို့မတွေ့တော့ဘူးဒီလူအော်တန်ကြတာနဲ့လှဲကြည့်လိုက်တော့မွေပွေးတကောင်ကိုမြင်လိုက်တယ်ကဲစရောက်ကိုလည်းတသမျှလှုပ်ပြီးပြီးသွားပြီဆောင်နဲ့ပကတ်လဲရောက်လာပြီဆေးရုံကိုသွားမလားရွာကိုသွားမလား တယောက်ကရွာကိုတင်းသွားဖို့ဒီကထမ်းပြီးစေးရုံပို့နှင်မယ်ထို့အချိန်ဒေါ်မြာဤအိမ်တွင် လူကြီး၂ယောက်၃ယောက်ခန့်စကားထိုင်ပြောနေကြသည်ရုတ်တရက်ဒေါ်မြိုင်ပစံမှမထင်မှတ်သောအတန်ထွက်လာသည်ဟာမှားသွားပြီမှားသွားပြီမင်းတို့ကတာတွန်းမှတ်ပြီးသွားလို့တာတာတွန်းမဟုတ်ဘူးဖြစ်သွားတယ်ဒေါ်မြိုင်ပြောလိုက်သော စကားကြောင့်အိမ်လေလာသူ ်ဦးကောင်းဆန်နှင့်ဦးလာတို့မျက်လုံးပြူးသွားသည်ဒီကောင်လက်ထဲမှာစပားရိတ်နေရဆိုပြီးငါတပည့်တကောင်က မွေအဖြစ်ဖန်ဆင်းလို့ကြိုက်လိုက်တာမှားသွားပြီးတတွန်းက အိမ်ဘော်ကအိမ်အောက်တောင်မစင်းသေးဘူးထို့အချိန်လဲခွင်းမှလူတရှုတော်မြအိမ်တို့အမောတကောရောက်လာကြသည်ဘာလဲဘာပြောမလို့လဲအညာကစပားလာရိတ်တဲ့အဖွဲတဲက ကိုတာရွန်းဆိုတဲ့လူတရာပိုးထိသွားလို့လူနာကိုတော့ဆေးရုံပို့မလို့တည်သွားပါပြီအသက်အန္တရာယ်မကြရအောင်ကွင်းပိုင်ကြီးကိုတောင်းပန်ခိုင်းခြင်းလို့ဒေါ်လေးစီလာခဲ့တာပါအေးတာတွန်းတော့တာတွန်းပဲငါကောင်နေနာမည်ကြည့်ပြီးလူမှားလုံလိုက်တာသွားသွားကြဆေးရုံရောက်အောင်သာပို့လိုက်ကြအသက်မသေးပင်မဲ့ခြေတော့အောက်ပိုင်းတော့ဖက်ရလိမ့်မယ်အဖိုးကဲပါအမိုက်အမဲတွေကိုခွင့်လွတ်ပါ ငါတပဲ့တွေကတာတွန်းကိုအသေးသက်တာတာတွန်းအစစ်ကလဲထဲမရောက်ပဲအချားတာတွန်းကလဲထဲရောက်သွားတာကိုငါမျက်နှာတတွေးနဲ့ထွေးတဲ့အကောင်ကံကတော့အတော်လေးကောင်းနေသားပဲကဲမင်းတို့စိတ်မပူကြနဲ့လူမမှန်းသိလိုက်ကလေးကအစိတ်မတက်အောင်ငါလှုပ်ထားတယ်အစိတ်ကရှေတော့မှာ စုနေတဲ့အတွက်ရှေတော့တော့ဖြတ်ရလိမ့်မယ်ဆေးယုံလိုက်သွားကြ ဒီထက်တော့ငါမကောင်းနိုင်ဘူးထိုမြတာပြောပြီးကွင်းပိုင်ကြီးထွက်သွားတော်သည် ထိုအကြောင်းကိုဥတာထွန်းကြတော့နေစရာမရှိအောင်တောက်လန့်နေသည်ထို့ကြောင့်အိမ်ပေါ်ကအိမ်အောက်ပင် မစင်းတော့ပဲအငိမ့်သာ အနာရနေတော်သည်ကွင်းပိုင်ကြီးကခွင်လွတ်သည့်တိုင် နောက်လိုက်နောက်ပါများကခွင်မလို့တကယ်လုံမှန်းသီးတော့စနီးနှစ်သားသမီးများကလေအလုံး ကိုင်းအလုံးဘာမှမခိုင်းတော့ဘီတို့ဖြစ်ရက်မှသည်လလမှသည်ရသည်တွေပြောင်းခဲ့သည် စပါတဲ့ကိုင်းဆိုင်ကိုင်းသိန်းလေသမားရသမားများအလုတ်ခွင်နေ့စဉ်ဝင်နေကြသည်လေအလုံးမလို့ရှင်သူများက သူတို့ရွာအနောက်ရှိ အင်းမှာနေစာဝင်လို့ကြသည်အင်းရသည်တိန်နေပြီနောက်နှစ်အင်းရသည်မစခင်အင်းအစွန်အဖျားများတွင်ရွာသူရွာသားတို့တပိုင်းတနိုင်ငါးဆင်းရှာကြသည် ရေခမ်းစားပြုနေသည့်အိုင်တေးတေးလေးများရေမြောင်းလေးများတွင်နှုံထိုးငါးများကို ရှာကြသည်အချိန်နေကြသွားပြီဖြစ်၍ဥတတွန်လဲဤအချိန်ဤရက်လောက်ဆိုလျင် ကွင်းပိုင်အဘိုးစိတ်ကြည်လောက်ပြီဟုထင်မိလိုက်သည်မိသားစုများလည်းအစိုးရံလျော့သွားကြပြီးအေးတယူမရှိကြတော့ထို့ကြောင့်ဥတတွန်လဲအိမ်နီးချင်းတန်ချောင်း လှဖေတို့ကိုအဖို့ဆက်၍အင်ကြီးအဆက်ရှိ ကိုင်းတော်ကြားကရေမြောင်းလေးမှငါပတ်ရန်ထွက်ခဲ့ကြသည်အင်းကငါရှာပြီးပင်မဲ့ရေမခန်းသေးသောရေမြောင်းများတွင်နှုံးထဲတိုးဝင်ပြီးနေသောငါများကို ကန့်ကောင်းရင်နှစ်ပိတ်သာသုံးပိတ်သာခံပင်ရနိုင်သည်ထို့ကြောင့်ရေပတ်ပြီးငါဖမ်းရန်ခနွေပေါတူရေပုံးတို့နှင့် ကရိယာအပြည့်အစုံယူကထွက်လာကြသည် နေ့လယ်မှစပြီးညောင်းကိုတာဖို့ကခနွဲဆင်ထိုးပြီးခနွဲနှင့် ရေပတ်ကြသည်တယောက်တလဲစီခနွဲထိုးကြသည်ဥတာတွန်းက အသက်စကားပြောလာသည် လူငယ်ရီလိုခနွဲပတ်အားမရှိတော့ရက်လျက်ခဏသာခနွဲထိုးပတ်နိုင်သည် ထို့ကြောင့်မြေကြီးပေါ်ဒူးနှချောင်းထောက်ထိုင်ကခနွဲကိုတွန်းထိုးပြီးထိုးပတ်နေသည်တန်ချောင်းက ဥတတုံနောက်မှနေ၍ပေါတူတလက်နှင့်ရေစီကောင်းအောင်ရွှွန်လုံးများကိုရက်တင်နေသည်ခနွဲကိုဥတတုံကတစ်ချက်ချင်းထိုးပြီးရေပက်နေစဉ်ရေမျက်နှာပြင်ကလှုပ်ခတ်နေသည်ဒူးထောက်ထားသောဥတတုံ၏ဖနောက်တစ်ဖက်ကခနွဲပက်လိုက်ရေကလှုပ်လိုက်ဖနောက်သားကရေမှာပေါ်လိုက်မြုပ်လိုက်ဖြစ်နေသည်ထိုအချိန်နောက်မှာ ရေမြောင်းရက်ဖော်နေသောတန်ချောင်းဤမျက်လုံးအမြင်မှာငရဲ့ကြီးတကောင်ရှွန့်လို့နေသည်ဟု မြင်လိုက်သည် ထို့ကြောင့်ငရဲ့ကြီးရှွန့်မြင်အတွင်ထိုးဝင်မသွားခင် အမိအယပေါက်တူးဖြင့်ဖုတ်ရှားလိုက်သည်အာဥတာတော်ပစက်မှ သွေးပြက်ဖွယ်အော်တန်ကြီး ထွက်သွားသည် ဟာဘာဖြစ်တာလဲနောက်ဖက်မှငါဖက်နေသောလှဖေကဥတာတော်၏ အသေးခိုက်အောင်អော်လိုက်တဲ့ကြောင့်အပြေးလာပြီးမေးလိုက်သည်။တန်ချောင်းက ပောက်တူးကိုဆွဲထုတ်လိုက်သည်။ပောက်တူးဆွဲဖက်ရာမှဖြာထွက်သွားသောသွေးများကိုတိပြီးကြောင်ရက်နေသည်။နောက်မှလှဖေကတတိဝင်လာပြီး ဥတာတုံးကိုရေထဲမှဆင်းဆွဲမှပြီးကုန်းပေါ်ဆွဲတင်လိုက်သည် ကုန်းပေါ်ရောက်တော့တက်လူလူဖြစ်နေသောရှေဖနောက်သားကို ရေလောင်းချပြီးအပေါ်ပါသောပစိုးကိုဆွဲဆုပ်၍ဆုရှိလိုက်သည်တနော့မျက်လုံးထဲမှာငရံ့ကြီးပဲမြင်လို့အခုလိုပောက်တူးနေခုန်လိုက်မိတာမင်းမင်းကွာငရံ့မဲထားပါတော့ဥတာတုံးရှစ်တော့အနီးမှာရှိတာတတိထားအောင်မှာပေါ့ ငါဘာမှမပြောတတ်တော့ဘူးပြောရင်ရှင်ကြည်ပဲအောင်းမိမယ်ငါငရဲ့ကြီးပဲမြင်လိုက်တယ်ဥတာတွန်းကစကားမပြောနိုင် နာကျင်၍စုပ်တက်နေပြီးကွင်းပိုင်ကြီးနောက်လိုက်ညာလက်ဆက်ပဲဟုစိတ်မှာထင်နေသည်တောင့်ထားဥတာတွန်းကျွန်တော်တို့တယောက်တလှည့်ကြောပူပြီးခေါ်သွားမယ်ထို့အချင်းတော်မြိုင်ကိုကွင်းပိုင်အဖိုးဝင်စီပြီးပြောလာသည်တာတွန်းတို့ကတော့ကံကောင်းသွားပြန်ပြီ ဘာဖြစ်လို့လဲအဖိုးဥတာကျွန်းဘာဖြစ်လို့လဲဒီကောက်ရှစ်တော့ကိုငားမှတ်ပြီးခေါ်လိုက်တာခြေတော့တရှောင်းလုံးမပြတ်ပဲဖက်နှောက်သားပဲပြတ်သွားတယ်အခုရွာကို ပြန်လာနေကြပြီငါမေ့နေလောက်ပြီဆိုပြီးအိမ်ဘော်ကအိမ်အောင်မစင်းတဲ့အကောင်အိမ်အောင်လဲစင်းရောမှတ်လောက်သားလောက်တော့ဖြစ်သွားပြီသွားဒီကတရရွာပြင်ထွက်ပြီးဆေးရုံကိုအမြန်သွားခိုင်းလာသွေးထွက်လွန်သွားရင် အသက်အန္တရာယ်ရှိတယ်သွား သူ့အိမ်ကိုလည်းပြောလိုက်အောင်ဒေါခင်အေးလည်းလူလှုပ်ပြီးဥတတော်မိတာစုထံသွားပြောခိုင်းလိုက်သည်ဥတတော်မိတာစုစင်မျိုးများနှင့်တန်ချောင်းတို့ရွာအဝင်းမှဆောင်ကြသည်လှဲတစီစီစဉ်ပြီးမြို့စေယုံတို့ပို့ကြသည်စေယုံမှာဆယ်ရက်ခန့်နေလိုက်ရသည်စေဖနောင်းနောက်ပိုင်းအသားနှင့်အယိုးအနှဲငယ်ပြတ်သွားသဖြင့်လမ်းချောက်သည့်အခါဒိုင်းထအခုအညီနှင့်ခြောက်နေရတော့သည် ။ဥတာတွန်းလဲဆေးရုံမှာဆင်းပြီးနောက်ပိုင်းလက်လုတ်ခွင်လည်းမဝင်နိုင်တော့ဂျိုင်းတောက်တစ်ဖက်နဲ့သာသွားလာရတော့သည်။ထိုကိစ္စဖြစ်ပြီးနောက်ပိုင်းမှာရွာအတွင်းသွားရက်လာရက်ဖြစ်သွားပြီးဟိုဆက်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 နေရာတကာမပါတော့။ရွာသူရွာသားတို့အကြောင်းကိစ္စရှိရင်ဒေါ်မြိုင်းကသာမေးစေရတော့သည်။ကြာတော့တော်မြိုင်ကရွာဤအားကိုရာအကြမ်းမြင်ရသူတယောက်သဘောမျိုးဖြစ်လာသည် ညာသောအဖြစ်ဒေါ်မြိုင်အားကွင်းပိုင်ဖို့ဖို့ကဝင်ရောက်စီပြီးစိုက်ပျိုးရေးကိစ္စလေယာကိစ္စပိုးမွှားအန္တရာယ်တို့ကိုအတိကထားပြီးညွန်ပြပြောကြသည်ထို့ကြောင့်ရဲ့ရွေရွာရေးလူမှုရေးစီးပွားရေးကအစဒေါ်မြိုင်ကိုသာအာကိုခဲ့ကြသည်လေသမားများလေယာအလုတ်ခွင်ဝင်တော့မည်ဆိုရင်ကွင်းပိုင်အဖိုးအားပူဇော်ပသကြသည် ထို့သို့ပသပြီးမှလေယာအလုတ်ခွင် ဝင်ဝင်ကြတော့သည်လက်အလောက်ခွင်ဝင်ပြီးမိုးအကောင်ဆောင်းအယောက်မှစပားများရင်မဲ့၍ဟိတ်သိမ်းတော့မည်ဆိုရင် ပိုးမွားအနည်းငယ်ကင်းရှင်းစေရန်ကွင်းပိုင်အဖို့ကိုတင်မြောက်ပတာပြီးဆုတောင်းကြသည်ယခုကြော်ဝင်ဤလေစပားများရင်မဲ့နေပြီ စပားရိတ်သိမ်းပြီးမြေနေစားများကိုလည်းရိတ်ခါပေးထားပြီးပြီနောက်၃ရက်မှသူ့လေကွက်ရိတ်ရက်ပေးထားသည်ဒီနေ့ကြော်ဝင်းဘေးကက်လျက် လဲကွက်မှကိုတင်အောင်လဲသူဤလဲမှစပားများရှင်မဲ့နေပြီဖြစ်၍မရိတ်ခင်ကွင်းပိုင်ကိုကျင်မြောက်ပသနေသည်ကွင်းပိုင်တင်ရာသို့ကြော်ဝင်းရောက်သွားသည်ကွင်းပိုင်တင်ရာတွင်အနီးအပားမှာရင်းနှီးသူမြည်သူမှရှိနေပါစေလာပါဟုမခေါ်ရ တအုံနဲ့တအူနားလည်မှုဖြင့်လာလိုကလာနိုင်သည်။ကွင်ပိုင်ကိုတင်မြောက်ပသပြီးပါက စားစရာနှင့်အရက်များကိုရောက်နေသူများဝိုင်းဝန်းစားတောက်ကြသည်။စားတောက်နေစဉ်ဖက်သွားဖက်လာများကို ခေါ်မကြွေးရ။ကိုတင်အောင်တင်မြောက်ပသနေစဉ်စကားမပြောဘဲထိုင်ကြည့်နေသည်။အဖိုးအားတင်မြောက်ပသဆွတောင်းနေပါသည်။ဆွတောင်းပြီးခဏနေတော့ပွဲသိမ့်လိုက်သည်။ အဖိုးဤနောက်လိုက်နောက်ပါများအတွက်ငပြောဘက်အတွင်း၌အဖိုးဤနောက်လိုက်နောက်ပါများအတွက်ငပြောဘက်အတွင်းထဲ၍မနီမဝေးတန်သင်းပေါ်သွားတင်ပြီး အဖိုးဤနောက်လိုက်နောက်ပါများပျော့ပျော့ပါပါသုံးဆောင်ပါရန် ပြောဆိုလိုက်သည် အာလုံးတိမ်စီပြီးသည့်နှင့်ရောက်နေသူအာလုံးစွတ်စွတ်ဝေးဝေးစားတော့ကြသည် အရက်နှင့်စက်သားဟင်းတို့ဖြင့်ခေါင်းမဖော်ရန်စားတော့ကြသည်တော်ဝင် မင်းပဲတော့ကွင်းမိုင်တင်မြောက်มาလဲစဘာမရိတ်ခင်တင်မြောက်มาဘောကိုတင်အောင်ရဲ့ဒါကထုံးစံမဟုတ်လားကိုကမမေ့မလျော့မှအနည်းငယ်ကင်းကင်းလုံနိုင်မှာငါတို့လေထဲဆင်းတဲ့ရက်မှာပတ်တာဘုံမမေ့နဲ့နော်ဆိတ်ရှပါကိုတင်အောင်ရာဒီရက်ပိုင်းအတွင်းမှာပဲပတ်တာမှာပါထိုကဲသူပြောပြီးတင်မြောက်ပတ်တာမြေဟုတန်စီတိုင်းလက်ထဲငွေမရှိဖြစ်နေသည် ဝင်ငွေကလည်းမရှိ စပားရိတ်တော်လူများအတွက်ရှိသည်များပစံကို သူများမခေါ်ခင်ရက်ရှင်ရဖို့ကြိုတင်ပေးထားရသည်ထို့သောမဟုတ်ပါကမိမိရိတ်တင်ရမည်ရက်လူရှာမရဖြစ်တတ်သည်ထိုရက်မျိုးကလေသမားတိုင်းစပားရိတ်ကြသည့်အချိန်ဖြစ်သည် ထို့ကြောင့်ငွေကြိုပေးရက်ရှင်ယူထားရသည်စပားရိတ်သည့်ရက်တို့ရောက်သည့်အခါကြော်ဝင်မိသားစုလက်ထဲငွေပြက်နေသည် ကွင်းပိုင်ဖဖိုးကြီးကိုတောင်းမှန်ပြီးမှဲ့နေသောစဘာသုံးဧကကိုလူရုံရုံရိတ်လိုက်သည်ဟင်းဒီမောင်မွေကြီးခဏကြာတော့ဟာကိုကျော်ဝင်းလာပါအောင်ဒီမောင်မွေဝေးကြီးတနေ့ကို ပိုးကောင်သုံးလေးကောင်ခန့်တွေ့ရသည် ကျော်ဝင်းတို့လေရှိဧကရှိသည်တန်လေ9ဧကကဆိုင်ရက်နောက်ကြသဖြင့်73ဧကနှင့်10ရက်ခွန်ကာမ ရဲ့ရနီတအေကကို လူအားဖြင့်တရက်နှစ်အပီးရိတ်ခြင်းကြောင့်သုံးအေကကိုသုံးရက်နှစ်ရိတ်ကွက်ပြတ်သွားသည်လေသုံးအေကရဲ့ရရင်သုံးရက်အတွင်းမွေးဆဲကောင်ခန့်တွေ့ပြီးတကောင်မှမတက်ဖြစ်လိုက်တအိုးမှလည်းအကင်မခံလိုက်ရကြော်ဝင်းလည်းတန်ငါးအေကမရိတ်ခင်ကွင်းပိုင်ကိုတင်မှဖြစ်မည်ဟုဆုံးဖြတ်လိုက်သည်ကြော်ဝင်းရွာထဲသို့ထွက်ခဲ့သည် ဒေါ်မြအိမ်ရှိသူဖြက်လျှောက်စဉ်ဒေါ်မြဤအိမ်နှင့်ဝင်းချင်းစိတ်ပေါလာသည့်ဖြင့်ဆန်နေဝင်ခဲ့သည်အိမ်ပေါ်သို့ကြော်ဝင်ခြေရှယုံရှိသေးသည်ခေါင်းရင်းခန့်မှရည်နှီးချမ်းထိုင်တောင်းနေသောဒေါ်မြဤနှုံးမှဘဲနှင့်လည်းဟိမင်းလည်းရိတ်တာပိုးကောင်မွားကောင်နေတပြော်ကြီးပဲမတွေ့ဘူးလားဗျာဒေါ်လေးမြိုင်ကဘလို့သိတာလဲဘာကွမင်းရဲ့လေတဲ့ကကိစ္စမမြိုင်ကသိမလား မင်းကစကားကိုဟိုပြောဒီပြောဟိုနေ့တင်မယ်ဒီနေ့တင်မယ်နဲ့နေနေညညာရွှေ့နေလို့ငါကြိုးလေးတွေထုတ်ဆောင်လေးတွေရှာပြီးနည်းနည်းလှန့်လိုက်တာဗျာ အဖိုးကွင်းပိုင်ကြည့်ပါလားပတ်စံလက်ထဲပြက်နေလို့ဂတိပြက်တယ်လို့ဖြစ်သွားပါတယ်နောက်လေငါးအေကမရိတ်ခင် အရက်ကောင်းကောင်းစက်သားဟင်းနဲ့တင်ပါမယ်အေးမင်းဘက်ကဂတိတီမယ်ဆိုတော့လေငါလာရှထားတဲ့ဒုတ်လေးတွေ ကျိုးလေးတွေကိုဖယ်ရှားပေးရမှာပေါ့အာကိုပါတယ်အဖိုးအေးနောက်ကို ပေးပြီးတဲ့ကတိကိုတော့မပြတ်စေနဲ့ကျော်ဝင်းအားတတိပီစကားပြောပြီးတော်မြိုင်ခန္ဓာကိုမှထွက်သွားပါသည်ကျော်ဝင်းလည်းတော်မြိုင်အားနှုတ်ဆက်ပြီးပြန်ခဲ့သည်နောက်နှစ်ရက်ရောက်သည်နှင့်ကျော်ဝင်းလည်းကတိထားရှိထားသည့်အတိုင်းမိမိရိတ်သိမ်းပြီးစပါးခင်းဤတောင်တွင် လေးတိုင်စင်လေးထိုးပြီးထိုစင်ပေါ်ငပြောရွက်တန်တန်လေးများကိုခင်းကာသမင်းနှင့်သက်သားဟင်းတို့ထည့်လိုက်သည်စင်ကိုနှစ်ဆင့်ထိုးပြီးလှေကားအသေးလေးနှစ်ဆင့်ကိုညီပြင်မအောက်ဆင့်အောက်ဆင့်မအပေါ်ဆင့်သို့လှေကားလေးများထောင်ပေးထားလိုက်သည်ဝါးတိုင်အခွာလေးများတွင်ကွန်းရွများကိုထိုးညက်လိုက်သည်လက်ဖက်ပါပြင်ဆင်ရှာပေးလိုက်သည်ပစက်မှ တင်မြောက်ပသပြီးနောက် စင်ကိုဖြတ်က အဖိုးဤနောက်လိုက်နောက်ပါများကိုကျွေးမွေးပြီးသည်နှင့်တပြောတပါဝိုင်း၍စားကြသည်ထိုနေရာသို့ကိုတင်အောင်နှင့်စပားရိတ်နေသော လူငယ်နှစ်ယောက်ရောက်လာပြီး စားတောက်ခဲ့သည်စပားငါးအီကရိတ်သိမ်းသောရက်များအတွင်းမွေကင်းစသောအစိတ်ရှိသည့်ပိုးမွှားတကောင်မျှပင် မတွေ့ရပါလေ ကွင်းပိုင်ဖိုးဖိုးကြီး၏ဆောင်းဆောင်မှုလေသမားရသမားတို့၏ယုံကြည်ကိုးကွယ်မှုတို့ဖြင့်တအိုးနှင့်တအိုးကိုင်းကျွန်းမီကျွန်းကိုင်းမီအစဉ်အဆက် လက်တွဲခိုင်မြဲလျက်ရှိကြလေတော်သည်အဆုံးထိနားဆင်ပေးကြသော စာဖတ်သူ ပရိသတ်များအားအထူးပင်ကျေးဇူးတင်ရှိပါသည်ရှင်